လာရှုကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကိုကိုကန်တက်လူကြီးကခရီးဦးကြိုပြုခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီလက်ထက်ပြန်ပေးလိုက်ရတဲ့လာရှုမြို့ကိုစစ်ကောင်စီရန်တန်းဝင်ရောက်လာချိန်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့လူကြီးတွေကခရီးဦးကြိုပြုခဲ့တယ်လို့မျက်မြင်တွေ့ခဲ့တဲ့ဒေသခံတွေကပြောပါတယ်။ MNDAA တပ်ဖွဲ့ကလာရှုမြို့ကနေဧပြီလ21ရက်မှာအပိတဲဆုတ်ခွာခဲ့ပြီးတဲ့နောက်ဒီနေ့မှာတော့စစ်ကောင်စီတပ်က မော်တယန်အစည်းရဲ80ထက်မနည်းပါတဲ့စီးရင်တန်းနဲ့ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လာရှုံမြို့ခံတွေကပြောပါတယ်လက်တလုံးမှာတော့လာရှုံမြို့ပေါ်မှာ MND တက်ဖွဲ့တွေမရှိတော့ပေမဲ့ရဲတပ်ဖွဲ့တချို့နဲ့လူကြီးတချို့ကျန်နေသေးတယ်လို့ဒေသခံတွေကလည်းပုံမှန်အတိုင်းတွာလာလှုပ်ရှားနေကြတယ်လို့သိရပါတယ်မြို့တွေကိုစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်လာတဲ့အပေါ်မြို့ခံတချို့ကတော့စိုးရိမ်နေကြပြီး MNDA စိုးမိုးချိန်ကရှိနေတဲ့တော်လင်းအင်အားစုတွေလည်းပြန်လည်ထွက်ခွာသွားကြပြီလို့သိရပါတယ်။လာရှုမြို့ကို MNDA နဲ့မဟာမိတ်တပ်တွေကတစ်တူများနှစ်ခုဒုတိယလိုင်းအတွင်းအသက်သွေးရွှဲရနဲ့စုပေါင်းတိုက်ယူခဲ့ရပေမဲ့စစ်ကောင်စီကတော့တနက်တစ်ချက်မဖောက်ဘဲတရုတ်အကူအညီနဲ့ပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။